အားလုံးပဲမင်္ဂလာပါဗျာ GDS Channel ကနေပြန်လည်ကြိုဆိုလိုက်ပြန်ပါပြီကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့ပွဲစဉ်ကတော့ဒီ World Championship ပွဲစဉ်ကတကယ်ကိုပွဲကောင်းပွဲချမ်းပွဲစဉ်တစ်ပွဲ Heavy League ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တဲ့ဒီ MMA ပွဲစဉ်တစ်ပွဲအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ World Championship ပွဲစဉ်ကဒီ MMA fighter တွေရှာပါနေတဲ့ weight တန်းဖြစ်တဲ့ Heavy League တန်းလိုမျိုး weight တန်းကအရှင်းတန်းထုတ်သက်သွားတဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်ဘယ်တော်လေးကိုကြီးလို့ကောင်းတဲ့ ပွဲစဉ်ပွဲဖြစ်ခဲ့တယ်လို့လည်းပြောရမှာပါဆန်ဆန်ပါပါနဲ့ကြီးလို့ကောင်းခဲ့တဲ့ပွဲစဉ်ပွဲဖြစ်ပြီးအခုမိတ်ဆက်ပေးနေတဲ့ fighter ကတော့ဂျပန်နိုင်ငံသား fighter ဖြစ်ပါတယ်အရင်မောင်းကတော့6ပြည်တလမရှိပြီးတော့သူ့အနေနဲ့တော်တော်လေးကိုဒူကောင်ကြီးတဲ့ fighter လို့ပြောရမှာဖြစ်ပါတယ်ဒီနေ့ရှင်ပြိုင်ထုတ်သက်သွားမယ် fighter ဖြစ်တဲ့ဒီ Port Elias ဆိုတဲ့ fighter ကတော့ အင်္ဂလန်နိုင်ငံသားဖိုက်တာဖြစ်ပြီးတော့သူ့နဲ့ဝါချန်ပီယံရှစ်ပွဲစီမှာပွဲစဉ်၄ပွဲထုတ်သက်ထားပြီးတော့သူ့နဲ့ရှေ့ကပွဲစဉ်တွေမှာရလဒ်တင်မကောင်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာကောင်းဆုံးပုံစံနဲ့ရှင်းပြိုင်ထုတ်သက်တော့ရမှာပဲဖြစ်ပါတယ်။ဒီလိုကြောင့်ဟာဆိုလို့ရှိရင်အနာဂိုလီမာလီကင်အနေနဲ့ချန်ပီယံကွက်တုတ်သွားပြီးတဲ့နောက်မှာဆိုလို့ရှိရင်ဒီလိုဆိုလို့ဖိုက်တာတွေဝင်းချာချာလိုဖိုက်တာတွေက ကြီးစိုးနေတဲ့ဝိတ်တန်းဖြစ်ပြီးတော့လက်ရှိ90 heavyweight တန်းချန်ပီယံကြီးဦးမကိအနေနဲ့ကလည်းမကြခင်အချိန်အတွင်းမှာ NW Malikin နဲ့မကြေဘွဲပြန်လည်ရှင်းပြိုင်ထိုးသက်သွားဖို့ရှိနေတဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်ဟာဆိုလို့ရှိရင်တော်တော်လေးကိုစောင့်ကြည့်လို့ကောင်းတဲ့ပွဲစဉ်ပွဲဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ကဲဆိုတော့ fighter ညောင်လုံးကိုတိုင်လူကြီးအနေနဲ့ကွင်းလယ်မှာပွဲတက်ပေးလိုက်ပြီဖြစ်ပါတယ်။တိုင်လူကြီးကတော့ပရိသတ်တွေဒီမီတာဖြစ်တဲ့အတိုင်း MMA အားကစားမှာတကယ်ကိုနာမည်ကြီးတိုင်လူကြီးဖြစ်တဲ့ hard team ဖြစ်ပါတယ်။ကဲဆိုတော့ fighter ညောင်လုံးကိုကွင်းလယ်မှာပွဲတက်ပေးလိုက်ပါဗျာ။ ဆိုတာစစချင်းဆိုလို့ရှိရင်ပဲဖိုက်တာမျိုးလုံးနေနဲ့လုံးဝကိုချန်ပီယံပွဲထွက်လာတာကိုတွေ့ရမှာဖြစ်ပြီးတော့ဂျပန်ဖိုက်တာနဲ့တောက်ရှော့ဆိုလိုပဲလိုက်ပြီးတော့ပရက်ရှာပေးထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဟာအခုဒီတန်းမှာ grappling ဆော့တဲ့ဖိုက်တာတွေကိုစတင်တွေ့ရှိနေရပြီဖြစ်ပြီးတော့ဒီဘက်က Bob Elias ဆိုတဲ့ဖိုက်တာနေနဲ့ဆက်စချင်းမှာဆိုလို့ရှိရင်ပဲဂျပန်ဖိုက်တာကိုတိတ်တောင်းရိုက်ယူဖို့ကြိုးစားနေပြီပဲဖြစ်ပါတယ်။ ဘောလီယာဆိုတဲ့ဖိုင်တာကအနေငယ်ပိုပြီးဘလတ်တောက်တဲ့ဖိုင်တာဖြစ်ပြီးတော့ဒီဘက်ကဂျပန်ဖိုင်တာကတော့လူကောင်းကြီးတဲ့ပုံစံပဲပြနေတာဖြစ်ပါတယ်ဂျပန်ဖိုင်တာနေနဲ့ဂျူရိုအကွက်နဲ့တဖန်ပြန်လဲတိတ်တောင်းရယူလိုက်ပေမဲ့သူ့အနေနဲ့ပေါ်စီပိုဇီရှင်ကိုများယူထားနိုင်တဲ့အတွက်ကြောင့်မလို့အောက်ကပဲ half guard position နဲ့ပြန်ပြီးတော့ထိုးတက်နေရပါတယ်။ဘောဇီကဖိုင်တာကတော့ဘယ်လိုပဲပြောအသာစီးရရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ body shot တွေပဲကျွေးမလားပေါ်က ground ball တွေပဲကျွေးမလားဆိုပြီးတော့ ရွေးချယ်နိုင်တဲ့အနေအထားဖြစ်ပါတယ်ဆိုတော့ Bozica Fighter G အနေနဲ့ဘာဆက်လုပ်ပြမလဲဆိုတာတော့တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေတာဖြစ်ပြီးတော့ Heavyweight Fighter တွေဖြစ်တဲ့အတွက်ကြောင့်မလို့အင်မတမလည်းအားတန်ထားတဲ့အတွက်ကြောင့်မလို့ Ground and Pound ကျွေးလိုက်မယ်ဆိုလို့ရှိရင်လည်းတော်လေးကိုကြီးလို့ကောင်းတဲ့ဝက်စင်ပွဲကိုစောင့်ကြည့်တော့ရမှာလည်းဖြစ်ပါတယ်အမမေပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့အစီကို9မိနစ်ရှင်ပြိုင်ထိုးသက်ရတာဖြစ်ပြီးတော့ Bridget ဒီအနေနဲ့တော်ဝကြီးဒီပွဲစဉ်ကိုစောင့်ကြည့်တော့ရမှာပဲဖြစ်ပါတယ်ကျေဆိုတော့ဘယ်လိုမျိုးရှင်ပြိုင်ထိုးသက်သွားမလဲဆိုတာကြည့်လိုက်ကြအောင်ပါ လက်ရှိကလောတဲ့အနေထားမှာတော့ဘာမှမလုပ်ပြနိုင်သေးဘဲနဲ့အောက်ကဖိုက်တာကလည်းတော်တော်လေးကိုတန်တဲ့အနေထားရှိတယ်လို့ပြောမှာပါ။ဘာလို့လဲဆိုတော့ down down fighter တွေနဲ့အောက်ကနေပြန်ပြီးတော့ attack position ဒါမှမဟုတ် half ကနေထားရရှိထားတဲ့အချိန်မှာဆိုလို့ချင်း positive ကဖိုက်တာတွေနေနဲ့က ground ball နဲ့တိကျက်တွေ van can ကျွေးနေတဲ့နေထားဖြစ်ပါတယ်။ဒါပေမဲ့အောက်ကဖိုက်တာကတော်လေးကိုအာတန်ထားပုံရပြီးတော့ခေါင်းကိုပြန်ပြီးဆွဲထားတာကိုကြည့်မယ်ဆိုလို့ရှိရင်ဘာမှဆက်ပြီးမလုပ်ပြနိုင်သေးတာ ဖြစ်ပါတယ်။ guard position ယူထားတဲ့အနေအထားမှာအဲ triangle position ပြန်ပြီးတော့ယူဖို့တော့ကြိုးစားနေကြကြအဲ့မဲ့အဆင်မပြေပါဘူး။ကဲဂျူနာကကျွန်တော်ပြောသလိုပဲဒီ body position ရထားတဲ့ fighter တွေနဲ့အသာစီးချထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူအနေနဲ့တော်တော်လေးကိုတတရရရပဲလုံးပြထိုင်းတာကိုတွေ့ရတယ်ဗျ။ MMA dance ကောင်းဝိုင်းထဲမှာမဟုတ်ပဲကျိုးဝိုင်းထဲမှာရှင်ပြိုင်ထိုးတက်ရတဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုတော့ဒီ great threat တွေအနေနဲ့ ြစ်ရတာကတော့တမျိုးကြီးဖြစ်နေမှာတော့မှန်ပဲဖြစ်ပါတယ်။ဒီမှာဂိမ်းတွေမှာလီခင်းတို့ပွဲစဉ်တို့ကလည်းအဲ့ဒီလိုမျိုးရှင်းပြန်တိုးတက်ခဲ့ရတဲ့အတွက်ကြောင့်ဘိုးဘိတ်သက်တွေနေနဲ့ MMA ရတကိုအေးဝမခံစားရတာဖြစ်ပါတယ်။အဲ့တော့ One Friday One Friday Fight Night တွေမှာကျွန်တော်အနေနဲ့ကြံပြူတင်တာကတော့ MMA ပွဲစဉ်တွေကိုသိပ်ပြီးတော့အထည်သင့်ပါတယ်။ဒါဖြစ်ဆိုတော့ Rangji ကလဲမှာပြန်ပြီးပွဲတဲ့ပေးထားလိုက်တော့ဘက်ကဖိုင်တာနေနဲ့နင်တာမှုတွေရှိသွားတယ်ဗျာလေ။ဘာဖြစ်လို့လဲဆိုတော့ဂျိုးဝိုင်းကိုမီပြူပြီးထားရတာမျိုးတွေရှိသလိုဒန်ကာဝိုင်းကိုမီပြူပြီးထားရတာမျိုးတွေရှိနေလို့ဖြစ်ပါလေ။ဆိုတော့ ရမကြီးမှာဆိုလို့ရှိရင်တောက်လျှောက်ပဲဒီဘက်ကပေါ်အင်းလျက်ဆိုတဲ့အင်္ဂလန်ဖိုင်တာကလိုက်ပြီးတော့ pressure ပေးထားနေတာကိုတွေ့ရမှာဖြစ်ပြီးတော့သူ့အနေနဲ့တကယ်ကိုပုံစံကောင်းတွေပြတ်တထိုင်းနေတာတော့မဟုတ်ပေမဲ့အမှတ်ရရှိနေရကတော့အားပဲဖြစ်ပါလိမ့်ကိုယ်ကဂရန်ဘောင်းလက်ပြချက်တွေစပြီးတော့ကြွေးထားနိုင်ပါပြီဒီဘက်ကဂျပန်ဖိုင်တာအနေနဲ့ကလည်းသူကအကောင်းဆုံးစ조사ပြီး rank position မျိုးတွေရယူနိုင်ဖို့조사နေပေမဲ့ဘာမောက်ကိုဆက်ပြီးတော့မလုပ်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အစီကနေတောက်လျှောက်ဖိထားပြီးတော့ pressure ပေးထားတာဖြစ်ပြီး ီပုံစံတိုင်းဆိုလို့ရှိရင်တော့ပထမချီကပေါ်အီလီယက်ဆိုတဲ့ဒီအင်္ဂလန်ဖိုင်တာကပဲနိုင်ယူရရှိသွားမှလုံးဝသေချာဖြစ်နေတာပဲဖြစ်ပါလိမ့်။နောက်ချက်ကိုစူးစမ်းထားပြင်မဲ့ဘာမှဆက်ပြီးမလုပ်ပြထားနေတဲ့အနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ ဒီပွဲစဉ်အနေနဲ့ဒီလိုပုံစံနဲ့အဆုံးသတ်သွားမလားဆိုပြီးတော့ကျွန်တော်အနေနဲ့တွေးမိနေပါတယ်။ရှင်သာထိုးကြမယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုကြည့်လို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်မှာဖြစ်ပြီးခုနကဂျပန်ဖိုက်တာကလည်းပွဲဆက်ဆက်လာခြင်းကလေးကရှင်ထိုးဖို့သူ့အနေနဲ့အမှန်ကန်စ조사ထားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်တစ်ချီမှာရှင်ထိုးသွားမလားဆိုတာပဲစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။လိုလိုစင်မှာဆိုလို့ရှိရင်တော့ ground ball လက်သီးချက်တွေကျွေးတာကဖြည်းဖြည်းနဲ့ထိရောက်လာပြီဖြစ်ပြီးတော့ဒီဘက်ကဂျပန်ဖိုက်တာအနေနဲ့ ဆက်တင်ပြီးတော့သွေးတွေထွက်လာတာကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ် butterfly gap position အနေထားမှာဆိုလို့ရှိရင်ဒီဘက်ကအင်္ဂလန်နိုင်ငံသား fighter အနေနဲ့က site control ရယူဖို့စူးစမ်းနေတာဖြစ်ပြီးတော့ ground mount လက်သီးချက်တွေတဖြည်းဖြည်းနဲ့ကျွေးလာနေတာကိုတွေ့ရမှာပါကျွန်တော်ပြောသလိုပဲအပေါ်စီးကျနေတဲ့ fighter ကဘလို့ပဲမตาနေပါစေကြာပလာပြီဆိုလို့ရှိရင်သူကတက်လုံပိုင်းမှာပို့ပြီးအာသာဖို့ရရှိလာလို့အာသုံးရတဲ့ပိုင်းမှာလည်းတိတ်ပြီးအာမဆိုင်ရတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့တစ်ဖက်တိုင်းဘက် fighter ကို pressure ပေးနိုင်တာကတော့ပြည်တဲ့တွေအားလုံး သိမယ်လို့ထင်ပါတယ်။ဆိုတော့ဂရမ်မောက်လက်သီးချက်တွေတောင်ကျိုက်ချက်တွေပေးထားပြီးတော့ဒီပွဲစဉ်ကိုသူ့အနေနဲ့အမှတ်ရယူဖို့ကြိုးစားနေတာဖြစ်ပြီးတော့ဝဲကောင်းပွဲချင်းတစ်ပွဲဖြစ်အောင်တော့တော်တော်လေးကိုကြိုးစားရအောင်ပါပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းတဖြည်းဖြည်းနဲ့ကျွန်တော်ပြောသလိုပဲပေါ်စီနေထားကနေပြီးတော့အသာစီရယူထားနိုင်ခဲ့ပြီးဖြစ်ပြီးတော့နောက်လျှောက်သူတွေကဂရမ်မောက်လက်သီးချက်တွေတွေးထားနိုင်တယ်လို့တွေးတာကြပါတယ်။ပေါ်စီနေထားကနေတွေးထားရဆိုတဲ့အနေထားမှာပထမချီပြီးဆုံးထားပြီးဖြစ်ပါတယ်။ဒီတော့ပထမချီကတော့ လယ်ပိုင်းမှာပြင်းဖို့ကောင်းမိမဲ့နောက်ပိုင်းမှာဆိုလို့ရှိရင် တော့ဒီဘက်ကအင်္ဂလန်ဖိုက်တာကအသာစီးရယူကစားထားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ Oh my god ဘယ်ဝိုက်လက်တီ Oh my god မင်းချီကန်ကျက်ပြီးရင်တောက်လျှောက်ဆိုလိုပဲ Oh my god တော်လေးကိုကောင်းတဲ့ခြေကန်ချက်တွေလက်တီထိုးချက်တွေကိုပြိတ်သက်တွေတွေ့ခဲ့ရမှာပဲဖြစ်ပါတယ်။ဘယ်ခြေကန်ချက်ကြီးကတော်တော်လေးကိုကြောက်စရာကောင်းသလိုညာထောက်လက်တီဘယ်ဝိုက်လက်တီကလည်းတော်တော်လေးကိုချီးကျူးခဲ့တာပဲဖြစ်ပါတယ်။ဒီဖိုက်တာနေနဲ့ grounding fighter ဖြစ်တဲ့လျောက် တောက်လျှောက်လိုက်ပြီး pressure ပေးထားတာကိုပြရမှာဖြစ်ပြီးတော့ ground မှာခုဆိုလို့ရှိရင် side control ရသွားပြီပဲဖြစ်ပါတယ်။ side control ကနေ end bar ကိုသူ့အနေနဲ့ကြားယူဖို့ကြိုးစားနေတယ်လို့ကျွန်တော်အနေနဲ့ကတော့သုံးသပ်မိပါတယ်။ဒါပေမဲ့လည်း end bar ရယူရမယ့်မရှိသေးပဲအဲတောက်လျှောက်ဆိုလိုပဲ ground မှာလည်းဒီချက်တွေကြွေးထားဖို့ကြိုးစားနေခြင်းကပဲအလူကြီးကအဲကျိုးပိုင်းလေးမှာပြန်ပြီးတော့ပွဲတည်ပေးမယ်ထင်ပါတယ်တော်တော်လေးတော့မမိုက်ဘူးပြာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိုမျိုးသား ဒီတန်းစကားဝိုင်းတဲ့လူတွေကပွဲတည်ပေးမယ်ဆိုလို့ရှိရင်တော့လွယ်ဘူးဗျ။ဘာလို့ဆိုတော့ဒီ UFC ကဖိုက်တာတွေဆိုရင်တန်းစကားဝိုင်းကိုအားပြုပြီးတော့ပြန်ထပြန်ထပြီးတော့ပြန်ပြီးတော့ကျမ်းပြတဲ့အနေထားရှိတာဖြစ်ပါတယ်။ဆိုတော့ဒီလိုမျိုးကွင်းထဲမှာပြန်ပြီးပွဲတည်ပေးလိုက်ခြင်းဟာရောင်းရင်းသမားတွေအတွက်လုံးဝကိုအသာအရာကစားနိုင်တဲ့အနေထားကိုလုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။ဥပမာဆိုလို့ရှိရင် site ကိုရယူထားနေပြီဖြစ်ပြီးတော့ site ကို through ကနေတစ်ဆင့်ချုပ်ွက်ပုံပေါ်လို့ရတဲ့အနေထားတွေအများကြီးရှိပါတယ်။ဆိုတော့ ဒီ fighter နှစ်ဦးအနေနဲ့ဘယ်လိုမျိုးဆက်ပြီးဖြစ်သွားမလဲဆိုတာကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပါပြီ။နောက်ဆုံးဖြစ်တဲ့ဘက်ဘရက်ရှာလိုက်ပေးထားပြီးတော့ဒီအနေနဲ့ဒီ crucifix ပေါ့နော် cross ပုံစံကနေပြီးတော့ပဲအဲကျွန်တော်ထင်တဲ့အတိုင်းပဲ cross ပုံစံယူထားပြီးတော့အဲကနေတစ်ဆင့်ဘောင်းနဲ့ဘောင်းလက်တီချက်တွေကျွေးမယ်ဒိုင်ပွဲရက်နဲ့အားရုံစားမယ်ဆိုပြီးတော့ကြိုးစားနေတာပါ ါပေမဲ့တစ်ဖက်လက်ကိုလွတ်သွားပြီဖြစ်ပြီးတော့ဘက်ကဖိုင်တာကလည်းအကောင်းဆုံးပြန်ပြီးတော့ခန်းစစ်ပုံစံနဲ့ကစားနေတယ်ဗျ။အင်္ဂွေနာဖိုင်တာကြီးတွေဖြစ်တဲ့အတွက်ကြောင့်မလို့လက်သီးပါဝါကလည်းတော်လေးကိုပြင်းတယ်လို့ထိုးတဲ့လက်သီးချက်တွေကလည်းတော်လေးကိုပြင်းပါပါ။ဆိုတော့မလွယ်ပါဘူးဗျ။ဘယ်လိုပြောပြောဒီဖိုင်တာနှစ်ယောက်လုံးအနေနဲ့တော်တော်လေးကိုကြိုးစားပြီးတော့ကစားရမှာပါ။ဒါဒီဘက်က ground fighter အင်္ဂလန် fighter ကတော့အသာကြီးကြယူထားတာပြည်သက်တွေအားလုံးလည်းသိမှာပါ တော့သူ့အနေနဲ့ဘွတ်ဖြတ်နိုင်အောင်ဒီဘော်လေးကိုကြိုးစားနေရတာဖြစ်ပါတယ်မြန်မာဒိုင်ဂျီဟက်ဒင်းရဲ့ပုံစံကိုပြောရမယ်ဆိုဟက်ဒင်းအနေနဲ့သူကတခြားတခြား referee တွေလိုမဟုတ်ပဲနဲ့နည်းငယ်စိတ်ရှည်တယ်ဗျတုံတယုံမတားဘူးမတားတဲ့အတွက်ကြောင့်မို့လို့ fighter တွေနဲ့လုံးဝကိုဒီချာချာရှုံးသွားပြီဆိုတဲ့အနေအထားမှာသူကတားလာတယ်တကယ်တမ်းပြောမယ်ဆိုရင်ဂျပန် fighter အနေနဲ့ဘုရားကလဲကျသွားတဲ့နေရာမှာတားလို့ရတဲ့နေရာဖြစ်တယ်ဗျဒါပေမဲ့ဟက်ဒင်းကမတားခဲ့ဘူး ဒီနေရာမှာတခြားဒိုင်လူကြီးချစ်ဆိုရင်ဒါရင်တားမှာပြအချိန်ရမှာကျွန်တော်နေတဲ့ဒီဒိုင်လူကြီးတွေအကြောင်းကိုလည်းပရိသတ်တွေကိုဗီဒီယိုလေးတစ်ပုတ်လုပ်ပြီးတော့ဒီဆက်ပေးခြင်းပါသေးတယ်ဆိုတော့အနေထားကတော့ပြောရမယ်ဆိုရင်ဒီပန်ဖိုက်တာတွေနဲ့ဒီဘက်ကမှလုံးဝနိုင်စရာအကြောင်းတော့မရှိတော့ဘူးတတိယကြီးသူ့အနေနဲ့ကမ်ဘက်ပြန်လာနိုင်မယ်ဆိုရင်တော့နိုင်နိုင်သွားနိုင်တယ်ဗျဒါပေမဲ့တောက်လျှောက်ဆိုလိုပဲ နောက်ကနေကောင်းတော်ပေါ်လက်စည်းချက်တွေနိုင်ငံကျွေးခံနေရတာဗျ။ဒီအင်္ဂလန်ဖိုင်တာအကြောင်းကိုလည်းပြောရမယ်ဆိုရင်သူကဝမ်းချန်ပီယံရှစ်ပွဲစီမှာဒီပွဲစဉ်မတိုင်ခင်မှာ၃ပွဲထိုးထားတယ်။ထိုးထားတဲ့အချိန်မှာ၁ပွဲရှုံး၁ပွဲပွဲမရှိဆိုတော့သူ့အနေနဲ့လောကကိုနိုင်ပွဲမရှိသေးဘူးကြ။ဒါကြောင့်မလို့သူကတော်တော်လေးကိုနိုင်ပွဲဆာလောင်နေလို့ရပြီးတော့သူ့အနေနဲ့ဒီပွဲစဉ်မှာပွဲဖြတ်ဖို့အကောင်းဆုံးကြိုးစားနေတာကိုတွေ့ရတယ်ဗျ။စိုက်ကွန်ထိုးချက်ပြန်ယူထားပြန်ပြီ။စိုက်ကွန်ထိုးကနေပြီးတော့ခရစ်စတစ်ပိုဇီရှင်ရအောင်ပြန်ပြီးတော့ကြိုးစားနေပါလေ။ တော့ဒီတက်ချစ်ကိုပြေးထားတာပဲ heavy weight တန်းဆိုတဲ့အတွက်ကြောင့်မို့ weight တန်းကြီးတွေကဖိုက်တာတွေကတော့ပြည်သက်တွေအားလုံးသိတဲ့အတိုင်းပဲအဲငယ်တော့လေးလံနေပြန်သူတို့သက်တဲ့ပုံစံ oh my god ဒီတက်ချစ်ကြီးပြေးထားတာကောင်းတယ်ဗျာဘာမှမဟုတ်ပြန်မလုပ်ပြနိုင်ဘူးဗျာဒီ Japan Fighter ကဝမ်းချန်ပြန်ရှိရဲ့ဖွဲ့စည်းမှာအခုမှသူကစပြီးတော့ပွဲထိုးတာဗျာ တသချင်းထိုးတဲ့ပွဲမှာပဲသူ့အနေနဲ့တော်တော်လေးကိုခံနေရတယ်လို့ပြောအောင်ပေါ့နော်ဘာလို့ခံနေရတယ်လို့ပြောအောင်ဘာချမ်ပီယံရှစ်ဖွဲ့စည်းကတော့ပြိတက်တွေအားလုံးသိတဲ့အတိုင်းပဲဖိုက်တာကောင်းတွေလည်းပါတယ်ဒီဖိုက်တာမကောင်းတဲ့ဖိုက်တာတွေလည်းပါတယ်ဆိုတော့ကိုယ်အနေနဲ့ထိတ်ဆုံးရချွင်တယ်ဆိုလို့ရှိရင်တော့ဒီဖိုက်တာတွေကိုကျော်ဖြတ်နိုင်မှာရမှာဗျာ ဝမ်ချန်ပီယံရှစ်ဖွဲ့စည်း Friday Fight မှာထိုးသက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဖိုက်တာတွေအနေနဲ့အဲဝမ်ချန်ပီယံရှစ်ဖွဲ့စည်းနဲ့စာချုပ်ရကြမှာလေရအောင်လို့ကဲဆိုတော့ပြန်ပြီးတော့ထားလာနိုင်ပြီထားလာနိုင်ပြီဆိုတော့ဒီကနေ့ပြန်ပြီးတော့တားလိုက်တယ်ဗျကြီးရတာ app kick ကန်လိုက်လို့လားတော့မသိဘူး app kick ကန်နေပါလို့ထင်တယ် app တင်းကတော့တော်တော်လေးရှင်းပြနေတယ်ဗျ အာမဟုတ်တာဗျာအဲ့လိုမျိုးတွေလောက်တာတော်တော်လေးကိုစင်မပြေဘူးဗျာဘာလို့လဲဆိုတော့တစ်ဖက်ဖိုက်တာအနေနဲ့ဖက်ဖိုက်တာအနေနဲ့တော်တော်လေးကိုနင်းနာမှုတွေရှိသွားနိုင်တယ်ဗျာအခုဆိုရင်လည်းနင်းနာမှုတွေရှိသွားပြီလေဘာလို့လဲဆိုတော့ဒီ half cap position ကနေပြီးတော့ပြန်ပြီးတော့စပြီးစော့နေတယ်ဗျာအခုမှတော်တော်လေးရုန်းကန်ထားရပြီးတော့အဲ့ရနေပြီးတော့လွတ်အောင်ကြိုးစားထားတာအခုအဲ့ပုံစံနဲ့ကိုပြန်ရောက်တော့ပြီဗျာလိုဝဲမျိုးဖိုက်တာတွေအနေနဲ့က တို့ကဒုတိယခြေတော့ပြီးသွားပြီဒုတိယခြေတော့ပထမခြေတော့အဲ့ဒီလိုပေါ်စည်းကနေပြီးတော့ဘာမှမလုပ်ပြနိုင်ပဲနဲ့လုံနေတဲ့ပုံစံကတော့တိတ်ပြီးတော့မဟုတ်သေးဘူးပြပရိသတ်တွေကြိုက်တဲ့ပုံစံမျိုးမဟုတ်ဘူးဒါမှလည်းဒီ MMA ကိုကြိုက်တဲ့ပရိသတ်တွေဆိုလို့ရှိရင်တော့ကြည့်လို့တော့ကောင်းပါတယ်ဒါကတောင်းဆောင်ရှိလို့ပဲဘက်က striking ပိုင်းကိုပို့ပြီးအားပါပုံရတယ်ဗျတိုက်ပြီးတော့ pressure ပေးပြီးတော့ခိုးနေတယ်ဂျက်ကော့ရီကခလေးတွေညာဖြစ်တယ်လို့ပဲချနေရင်းကပဲဘဲဝိုက်လည်းဒီတလုံးမိသွားပြီးတော့ပင်ထိုင်ကျသွားတယ်ဗျ ရွက်ကဒီဘောင်းမီပြာနဲ့ယူနီယံဖိုက်တာကညညာရှိရှစ်ထုတ်တဲ့စတက်စ်နဲ့ဆိုတော့ဘလို့သူကဘဲတန်ဖိုက်တာဗျ။ဂူနာကဘဲဝိုက်လက်တီတလုံးပြီးပြီးတော့ဒီဘက်ကဂျပန်ဖိုက်တာလုံးဝကိုမဟန်နိုင်တော့ဘဲနဲ့လဲကြသွားတယ်ဗျ။ဒါမဲ့လေဒီဘက်ကဖိုင်တာကြီးကလည်းပွဲဖြတ်နိုင်တဲ့စွမ်းအားမရှိဘူးဗျ။ဒီဘက်ကပထမအချီဒုတိယအချီနဲ့ကပွဲတွေကိုပြန်ပြီးသုံးသပ်မယ်ဆိုရင်သူ့အနေနဲ့ပွဲဖြတ်နိုင်တဲ့အနေအထားမရှိဘူး။ပြီးချေလက်ချေရှိပေမဲ့အဲဒီကနေတစင်လိုက်ပြီးပွဲဖြတ်နိုင်တဲ့အနေအထားမတွေ့ရဘူးဗျ။ ောင်းလျှောက်ဆိုလိုပဲအပေါ်စီးကနေပြီးတော့ခုနေသားရတော့တဲ့အတွက်ကြောင့်မလို့ဘိုးမရင်းကလည်းဖတ်ပြီးဒီစာပွဲရက်လိုက်ရရဘိုးရဆိုရရက်တဲ့ဟောအခုတော့ဆိုရရကျွန်တော်ပြောသလိုပဲရက်ဖိုက်တာနေတဲ့ဘလို့မှပြန်ပြီးတော့မလုပ်ပြနိုင်ဘူးကြာလက်သီးလေးချက်ပေါင်းချက်ဘူးလက်သီးထဲမထိုးအောင်ချုပ်ွက်လည်းမလုပ်အောင်ဆိုတော့အော်လိုင်းရှုံးလို့ရှုံးတာဖြစ်နေဆိုတော့ ပိတ်သက်တွေကြည်ပြီးသွားပြီဆိုလို့ရှိရင်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးဘလို့မျိုးတင်မြင်ယူဆချက်တွေရှိကြလဲဝါချမ်ပီယံရှစ်ဖွဲ့စည်းအနေနဲ့သူတို့ရဲ့ဒီ MMA ပွဲစဉ်တွေကိုဘလို့မျိုးရှင်ကြိုင်ထိုးသက်စေလို့လဲဘောမှာကျွန်တော်တို့ဒီ Great Zone တဲ့ညစ်ဖွဲ့ကြည့်ကြပါမယ်။